မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံဘူရာတီရာပြည်နယ်မှာရှိတဲ့မီးရထားစက်ယုံနဲ့လေယာဉ်စက်ယုံတွေကြားပူးပေါင်းဆောင်ရွက်ဖို့အလားအလာရှိကြောင်းနာဆာကဥက္ကဋ္ဌကပြောပါရယ်ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာတီရာပြည်နယ်ဥလန်ဥဒဲ MV Azat မီးရထားစက်ကောင်နဲ့ရထားတွေပြုပြင်ရေးစက်ယုံကိုရောက်ရှိလေ့လာစဉ်မှာ၎င်းနဲ့ဘူရာတီရာပြည်နယ်ပြည်နယ်အကြီးအကဲတို့ဟာဘူရာတီရာကနေ Arigat ATB TV ကုန်းတို့အပါအဝင်ဒေသခံမီဒီယာတွေရဲ့မြင်းမြတ်မှုတွေကိုပြန်လည်ဖြေကြားရမှာ နာဆာကဥက္ကဋ္ဌကအထပ်ပါတိုင်းထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။ဒီနေ့လာကြည့်တဲ့မြရထားစက်ယုံလုံငန်းအပအဝင်အစောပိုင်းကလင်းရင်စက်ယုံလဲတွားကြည့်ခဲ့တယ်။ဒါတွေကတော့နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အလားအလာရှိတဲ့နေရာတွေဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်ဘူရာတရားမှာလည်းဒီပြည်နယ်ကဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်내သူပြည်내သားတွေရှိတယ်။မြန်မာနိုင်ငံကလည်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုတွေကအလားအလာတွေရှိတယ်။နောက်ကျမ်းမာရေးနဲ့ပတ်သက်တာတွေရှိတယ်။ နောက်ဝင်ကြီးချုပ်ကမ်းလှမ်းထားတဲ့ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ကမ်းလှမ်းချက်လည်းရှိတယ်လို့၎င်းကပြောပါတယ်။ဒါအပြင်ပညာရေးအတွက်ပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိလာမှာဖြစ်ပြီးစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းဆွေးနွေးပြီးဆောင်ရွက်သွားဖို့ရှိလိမ့်မှာဖြစ်ကြောင်းနဲ့ဆောင်ရွက်ဖို့နယ်ပယ်များစွာရှိကြောင်း၎င်းကဆက်ပြောပါတယ်။